image များအောင်မယ်မင်္ဂလာပါတဲ့နော်မနေ့ကတော့ကျွန်တော်မအားလို့ပေါ့နော်မတင်ဖြစ်ခဲ့ဘူးကျွန်တော်ဒီနေ့ကထိတ်လေပိတ်ပေါ့နော်ကျွန်တော်ရိုးရိုးလေးဒီကလင်နာမူလေးပဲပေါ့နော်ကျွန်တော်ချပေးမှဖြစ်ပါတယ်ဗျာနော်ကျွန်တော်သူကတော့၃ကတ် size လေးပါနော် okay ကျွန်တော်နည်းနည်းလေးချပေးမယ်ပေါ့နော်ဟုတ်ပြီအဲကျွန်တော်ဒီပြအချမ်းလေးမှာပဲကျွန်တော်တို့ခဏလေးတွေထုတ်သွားမယ်ပေါ့နော်ဝေဒါဆိုကျွန်တော်လည်းတူတူလိုက်ပြီးတော့ကြည့်အောင်ပေါ့နော်ပထမဆုံးဒီမှာနော်သူကကျွန်တော်တို့ တ်ကတ်မြောက်နော်တုံးကတ်ဆိုင်ကျွန်တော်တို့ဒီမှာနိ9ခွန်ဆိုတဲ့ကနေနော်နိ9ခွန်ကျွန်တော်ဒီလိုလေးချပြီးတော့ရေးလိုက်မယ်ပေါ့နော်နိ9ခွန်သုံးလုံးပေါင်းခြင်းနံပါတ်၄တိနော်ဒီနံပါတ်၄တိနော်ခွန်9နှစ်နော်သုံးလုံးပေါင်းခြင်းနံပါတ်၄တိကျွန်တော်ဘယ်မှာသွားရိုက်လဲဆိုရင်ဒီလိုပေါ့နော်3 6 5ဆိုပြီးတော့ပေါ့เนาะဒီလိုလေး3 6 5ဆိုပြီးတော့3လုံးပေါင်းချင်းနံပါတ်4ဆိုပြီးတော့ရိုက်ပါတယ် နော်၄ဒီဒီမှာနံပါတ်၄လို့ကျွန်တော်တို့ရိုက်တယ်ပေါ့နော်ဟုတ်ပြီသူ့ရဲ့ကျွန်တော်တို့တပင်ချားမှာကျွန်တော်တို့ကြည့်ရအောင်ဒီမှာ361ဆိုပြီးတော့၃လုံးပေါင်းခြင်းနံပါတ်9နော်တို့လေးရှိနေတယ်ပေါ့နော်ဒီမှာကပေါင်းခြင်းနံပါတ်3နံပါတ်9ဖြစ်တယ်နံပါတ်9ဒီလဲကျွန်တော်တို့အတူတူပဲဒီမှာ863ဆိုတော့၃လုံးပေါင်းခြင်းနံပါတ်9ဆိုပြီးတော့ကျွန်တော်တို့ရိုက်သွားတယ်နော်863ပေါင်းခြင်းနံပါတ်3 ခွန်ပဲပေါ့နော်ဒါဆိုရင်တပင်ချားမှာကျွန်တော်တို့ရှိနေတဲ့ခဏန်းဒီအမှ2ခွန်ခွန်ဆိုတော့ပေါင်းချင်းနံပါတ်ဘယ်လောက်ဖြစ်မလဲခွန်ခွန်ဒီလေးနှစ်နဲ့ပေါင်းရင်ပေါင်းချင်းနံပါတ်6ဖြစ်မယ်ပေါ့နော်6ဖြစ်ဖို့အတွက်ကျွန်တော်တို့ဒီမှာက3 4 9 0ဆိုတော့ပေါ့နော်ကျွန်တော်တို့ပေါင်းချင်းနံပါတ်6ကိုယူမယ်ကျွန်တော်တို့ဘာထိပ်စီလဲ9ထိပ်စီနော်9ထိပ်စီဖြစ်ပါတယ်နော်ထိပ်စီလေးရပြီဆိုရင်တော့ကျွန်တော်တို့ အာအပိတ်လေးပြပေးမယ်ပေါ့နော် အပိတ်လေးပြပေးရင်တော့ကျွန်တော်တို့ brake လေးနဲ့ဖမ်းမယ် okay အပိတ်လေးတစ်ချက်ကြည့်အောင်ဗျာနော်အပိတ်ကကျွန်တော်တို့ဒီမှာနော်သူ့ရဲ့ဘီကဒီ number 6ဒီ နော်ဒီနံပါတ်6ဒီကျွန်တော်တို့73ဆိုတာဒီနှလုံးပေါင်းခြင်း6ခုဖြစ်တယ် sorry 73ဆိုတာနှလုံးပေါင်းခြင်း1နော်နှလုံးပေါင်းခြင်း1ဆိုတော့6ပါဝါ1ပေါ့နော်ဒီမှာလည်းထုံနေလကောင်းမဲ့နံပါတ်5နှစ်ပင်ချားခါရှိတဲ့နံပါတ်5ဒီ5ပါဝါကျွန်တော်တို့ဒီမှာ net ရှစ်ပေါင်းခြင်းနံပါတ်3ညဆိုပြီးတော့ကျွန်တော်တို့ရိုက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာပါဝါတွေကြီးပဲရိုက်သွားရတယ်ပေါ့နော်ဒါဆိုရင်နှစ်ပင်ချားမှာကျွန်တော်တို့ပါရှိနေလဲဆိုရင်ဒီနှလုံးချပြီးတော့ဒီမှာ ငားဆိုတဲ့ကဏ္ဍလေးရှိနေပါတယ်ပေါ့နော်ငားဆိုတဲ့ကဏ္ဍလေးရှိနေတဲ့အတွက်ကျွန်တော်တို့ခွန်ရယ်၃ရယ်ပေါင်းပြီးတော့ငားပါဝါကျွန်တော်တို့၃ညဆိုပြီးတော့ဖန်ပေးမယ်ပေါ့နော်ဟုတ်ပြီနော်ဟုတ်ပြီဒီမှာ6 6ပါဝါတင်5ပါဝါကျွန်တော်တို့၃ညဒီမှာ5ပါဝါ၃ညဆိုပြီးတော့ဒါပြီးရင်တော့ကျွန်တော်တို့ဘာဖန်မလဲဆိုပရိတ်လေးနဲ့ဖမ်းပြီးတော့ကျွန်တော်တို့၃လုံးကဏ္ဍထုတ်มาဖြစ်တယ်ပေါ့နော်โอเคပရိတ်လေးကကျွန်တော်တို့ဘယ်ရယူမလဲနော် ဒီမှာကူးငါဆိုတဲ့နှလုံးပေါင်းခြင်းလေးဒီเนาะသူ့ရဲ့ဇောင်းမှာပေါ့เนาะဒီလိုလေးအောက်မှာဒီလိုလေးဆိုပြီးတော့ပေါ့เนาะ6 9เนาะเนาะ sorry 5 6 3เนาะ5 6 3ဆိုတော့ပေါင်းခြင်းနံပါတ်4ဖြစ်တယ်ပေါ့เนาะ4ဒီဒီလို4 break လို့ရိုက်တယ်เนาะဒီအောက်မှာကျွန်တော်တို့4 8 1ကကျွန်တော်တို့8 1ဒီပေါင်းခြင်းနံပါတ်5ဖြစ်တယ် ကိုဖြစ်တဲ့အတွက်388ပေါင်းချင်းနံပါတ်9နော်၃လုံးပေါင်းချင်းကိုကိုပြည့်ရိုက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဒီပုံမှာရှိနေတာကကျွန်တော်တို့93ည693ညကနောက်ပိတ်93ညတီဒီမှာကိုပြည့်ဆိုပြီးတော့ညရိုက်မလားပေါ့နော်ကိုပြည့်လို့ရိုက်ခင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာက3ဆိုတဲ့ခဏလေးထည့်ရမယ်939နော်939ကျွန်တော်ဒါထည့်ကစားမှာဖြစ်ပါတယ်ဗျာနော်ဒီပါဒါဆိုရင်တော့ တကယ်ချင်းမိတ်ဆွေများလည်းကြိုက်နေသိရင်တော့ကန်ဆန်ကြည့်ပါအားလုံးကိုကျေးဇူးတူတင်ပါတယ်ဗျအားလုံးပဲဘိုင်ဘိုင်ပါနော်